ဘုံကျဲတဲ့လေရင်မှုတွေပင်ပန်းနေကြောင်းတင်ပြတဲ့စစ်ဦးစီးအရာရှိချုပ်လေရထူးမှနာပေးခိုင်ရတိုက်လေရင်နဲ့ဘုံကျဲတဲ့လေရင်မှုတွေပင်ပန်းနေပြီးအချိန်ကြီးလျှော့ပြန်တန်းဖို့တင်ပြလာတဲ့စစ်ဦးစီးအရာရှိချုပ်လေဒုတိယဘုံချုပ်ကြီးစော်ဝဲမြင့်ကိုအာနာသိန်းစစ်တကအနာပေးလိုက်ပါတယ်ဒုတိယဘုံချုပ်ကြီးစော်ဝဲမြင့်ကိုနိုဝင်ဘာလ 2023ရဲ့နှစ်မှာရထူးကနေအနာပေးလိုက်ပြီးနိုင်ငံခြားရေးဝန်ကြီးဌာနကို ရွှေ့ပြောင်းလိုက်တယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်စစ်ဦးစီးအရာရှိချုပ်လေးနေရာကို အနောက်ပိုင်းလေတပ်ကုကဲမှုဌာနမှုဘိုးချုပ်ထွန်းဝင်းကို အစားထိုးခန့်အပ်လိုက်တယ်လို့တည်ရပါတယ်ပိုင်းတော့လေမှုတွေလည်းမောင်းလာမောင်းနေရပါပဲ စစ်ရာဇဝမှုတွေနဲ့တချိန်မှာပြန်ပြီးအေးအေးယူခိုင်းရမှာကြောက်နေကြတယ်။နောက်ပြီးနေ့တိုင်းရှောက်ပြတ်မောင်းခိုင်းနေတော့မဖြစ်တဲ့အကြောင်းကာကွယ်ရေးဦးစီးချုပ်လေးကိုတင်ပြတာ နောက်နေ့ပြုတ်တာပဲလို့နေပြီးတော့သတင်းရေးမြစ်ကကြားရပါတယ်။စစ်အုပ်စုဟာလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဝင်ကြီးလိုအပ်ချက်တွေရှိနေပြီး နောက်ပိုင်းမှာတိုက်လျင်အပြင် ပါရာမော်တာတွေ drone တွေကိုအသုံးပြုတိုက်ခိုက်လာပါတယ်။အဲ့ဒီလိုဖိအားတွေရှိနေချိန်မှာ လေကြောင်းပြန့်နှံ့မှုအပေါ်ဝေဖန်တယ်လို့ဆိုပြီးကာကွယ်ရေးဦးစီးချုပ်လီပိုချုပ်ကြီးထွန်းအောင်က အလင်းမြန်ဆုံးဖြတ်ချက်ချကအရေးယူတာဖြစ်တယ်လို့တအငိမ့်စာအရာရှိတဦးကပြောပါတယ်။စစ်ဦးစီးအရာရှိချုပ်လီကာကွယ်ရေးဦးစီးချုပ်လီပြီးရင်ဒုတိယအနာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။ စစ်ကောင်စီတရထိတ်မိုင်းမှာအချင်းချင်းမကြေလည်မှုတွေရှိနေတဲ့ပြဿနာကိုမြင်ရတယ်လို့စစ်ဖက်ဆိုင်ရာနဲ့နိုင်ငံရေးလှိလာသူတို့ကပြောပါတယ်စစ်အုပ်စုဟာနိုင်ငံတော်အာဏာကိုတင်းယူပြီးချိန်ကနေပြီးတော့အောက်တိုဘာလကုန်နေ့လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း3996ကြိမ်ကျူးလွန်ခဲ့ပြီးပြည်သူပြည်သူ4320ဦးတိစုံခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့မှာထုတ်ပြန်ထားပါတယ်ခင်ဗျာ